မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးမြင်းချံမှာစေယုတ်စုတေရာယူမွန်ပြူဘူပေါင်းအဖွဲ့နဲ့ဒေါ်လာရေးတက်တွေ၃ရက်ကြာတိုက်ပွဲဖြစ်စေယုတ်စုနဲ့ပြူတွေပြန်ဆုတ်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းချံမြို့နယ်အရှိချဲညောင်မင်းကျေးရွာဘက်ကိုစက်တင်ဘာ25ရက်ကစတင်ကစစ်ကြောင်းထိုးလာတဲ့အာနာသိန်းအုပ်စုနဲ့တေရာယူမွန်ဦးဆောင်တဲ့ပြူစောတီဘူပေါင်းအဖွဲ့နဲ့ဒေါ်လာရေးတက်တွေ၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစေယုတ်စုအထင်အားကပြန်ဆုတ်ပြေးတယ်လို့ ဒေတာကန်တော်လန်ရေးတရင်ရှင်မြကပြောပါရယ်ငင်းကြံတို့ကြီးလမ်းမိုင်းပေါ်မှာရှိတဲ့ညောင်မင်းရွာကိုစေအုပ်စုနဲ့ပြူရင်ရ200ကျော်စုပွဲကစက်တင်ဘာ25ရက်မှာစစ်ကြောင်းထိုးလာလို့ဒေါ်လန်ဟီပူပေါင်းတပ်တွေကတိုက်ခိုက်ရာစက်တင်ဘာ29ရက်ညပိုင်းထိတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲဖြစ်တာကမ မနေ့ကထိတနေကုန်ညီပါတိုက်ပွဲဖြစ်တဲ့ညပိုင်းထိဖြစ်ခဲ့တာကျွန်တော်တို့ဘက်ကကြားထိုးပြီးတော့ကိုသူတို့ကိုအထိနာအောင်တိုက်နိုင်ခဲ့တာအခုသူတို့စေုပ်စုဘက်ကအထိနာသွားတော့ရှေ့ဆက်တက်မလာတော့ပဲပြန်ဆုတ်သွားပြီးဒီကနေ့မှာတော့တိုက်ပွဲမရှိတော့ဘူးကျွန်တော်တို့ဘက်ကနင်းမြေရှင်းလင်းရေးလုပ်ပြီးသွားပြီးတိုက်ပွဲမှာကျွန်တော်တို့ဘက်ကထိခိုက်သေးဆုံးတာမရှိဘူးသူတို့ဘက်ကတော့ထိခိုက်သေးဆုံးတာတွေကိုကားတွေနဲ့ပြန်သေးသွားတယ်လို့သတင်းရထားတယ်ဟုဆိုပါတယ် မြင်းကြံမျိုးနဲ့ရှေးကြံကမြောင်းမင်းရွာတိုက်ပွဲမှာမြင်းကြံခရိုင်အမတ်ခွန်တပ်ရင်း0ပျောက်ကြားတပ်ဖွဲ့မြင်းကြံခရိုင်အမတ်နှစ်တပ်ရင်းမြင်းကြံခရိုင်ဘာကာဖာစတဲ့တော်လန်ရေးဖူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်တိုက်ပွဲတွင်စေဥစုကမြောင်းမင်းရွာကိုဒရုန်းနဲ့ပုံသီးချတာကြောင့်နေအိမ်နှလုံးမိလောင်ပျက်စီးတယ်လို့လည်းဒေသခံတော်လန်ရေးတရင်ရင်းမြစ်ကပြောပါတယ်မြောင်းမင်းရွာတိုက်ပွဲနဲ့ပတ်သက်ပြီးစေဥစုကတရင်ဖြန့်ရမှာတော့ တရင်ဖြန့်ရမှာတော့စက်တင်ဘာ25ရက်ကတီတာရွတ်မုံဦးဆောင်တဲ့ဆေးရုံစုနဲ့ပြူတွေမြောင်မြွာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရစက်တင်ဘာ26ရက်နေ့လယ်ပိုင်း PDF တွေကြေးရွာတွင်ကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက်ညပိုင်းမှာ PDF တွေကလက်နက်ကြီးတွေနဲ့ပြန်လည်ဖြစ်ခဲ့ထိုးစစ်ဆင်လာလို့ဆေးရုံစုပြန်လည်ဆုတ်ခွာလာခဲ့ရပြီးနှစ်ဖက်စစ်ဆိုင်ထားတယ်လို့ဆိုပါတယ်။မြင်းကျန်တဲ့နေထိုးကြီးမြို့နယ်ဇက်ကားလန်းပေါ်မှာရှိတဲ့မြောင်မြွာဟာအင်ဂျင်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိပါတယ်။လက်ရှိမှာမြောင်မြွာကဒေသခံတွေအပါအဝင်အနီးဝန်းကျင် င်ကျေးရွာတွေကထောင်ထဲချတဲ့ပြည်သူတွေစစ်ဘေးတန်းရှောင်နေကြရပြီးစားနေရိတ်ခါကူညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လကလည်းမြင်းချံမျိုးနဲ့ရှေချံနဲ့နေထိုးကြီးနဲ့အနောက်ချမ်းကခြေရွာတွေကိုစေအုပ်စုနဲ့တိရာရွမှုဦးဆောင်တဲ့ပြူတွေအင်အားတထောင်ဝင်းကျင်တဲ့စစ်ကြောင်းထိုးပြီးရွာစင်ပတ်မွေလူသက်လူရဲ့မိရှိုးခဲ့တာကြောင့်ရွာပေါင်းဆယ်ရွာကျော်ကစုစုပေါင်းအင်ဂျီ1500ကျော်မိလောင်ပြည့်စည်ကဒေသခံ25ဦးထပ်မနေဖမ်းဆီးတပ်ဖြတ်ခံခဲ့ရကြောင်းသိရှိရပါသည် ဇက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ဒုတိယရဲချုပ်တဲ့ရဲဘုံချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘုံချုပ်အောင်နိုင်သူတို့ကိုရှာရူးတောင်ဝမှာအနားပေးပြီးကျန်းဖို့ပါတီမှာတစဉ်ရွေးကောက်ပွဲဝင်ခိုင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်မင်းအောင်လိုင်းကဒုတိယရဲချုပ်တဲ့ရဲဘူချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘူချုပ်အောင်နိုင်သူတို့ကိုရာထူးတာဝန်ကအနာပေးပြီးကျန်းဖို့ပါတီမှတဆင်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြင်းနဲ့စီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါရယ် ယခုစက်တင်ဘာလအတွင်းရဲဘိုချုပ်များဖြစ်ကြတဲ့ဒုတိယရဲချုပ်တဲ့ရဲဘိုချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘိုချုပ်အောင်နိုင်တို့ဟာ အောင်နိုင်သူတို့ကိုယာရုမအနာပေးလိုက်ကြောင်း၎င်းတို့နှုတ်ဦးစလုံးသည်ဂျမ်းဖို့ပါတီလွတ်တော်ကိုစလေလောင်းများဖြင့်တရားဝင်စည်ရင်သွင်းထားပြီးဖြစ်ကြောင်းသိရပါသည်ရဲတွေလည်းသူတို့တွေ့တဲ့လောင်းနာပေါ်တော့ရှေးကရဲချုပ်နှစ်ယောက်လည်းရွေးကောက်ပွဲဝင်ပြန်ရမယ်မန္တလေးတိုင်းဒေသကြီးတွေကနေဝင်ပြန်ရမယ်ဒါကြောင့်မလို့ရဲချုပ်နှစ်ယောက်ကိုပြန်ပြီးတော့ပွဲထုတ်လိုက်တာပေါ်ဟုစီရီယံဘူကြီးစင်ယောကပြောပါတယ်ဒုတိယရဲချုပ်တေဖြစ်ရဲဘူချုပ်ဝင်းဘူကိုခန့်အပ်လိုက်ပြီးရဲဘူချုပ်ဝင်းဘူမှာစစ်တပ်ကတော့ဗက်စင်37ကျောင်းစင်စစ်အရာရှိကြီးဘဝမှာရှေ ဲဘက်သို့ရာလူချင်းဖြင့်ပြောင်းရွှေ့လာခြင်းဖြစ်ပါれဒုတိယရဲချုပ်နေဖြင့်ရဲဘုံချုပ်မျိုးမင်းထိုက်ကိုပြောင်းလဲခန့်လိုက်ပြီး၎င်းမှာရဲစစ်စစ်တို့ဖြစ်ပါれမကြသေးခင်ကလည်းစစ်တပ်မှဘူချုပ်ကြီးတို့ဒုဘုံချုပ်ကြီး6ဦးဘူချုပ်12ဦးဘုံမှုချုပ်ဘုံမှုကြီးနဲ့ဒုဘုံမှုကြီး300 ဘိုမူကြီးနဲ့ဘိုကြီးနဲ့ဘိုမူ130ရုံအုံမှတစ်ချက်ကြီးစည်ရည်တီအခြားဆင်60ဦးစုစုပေါင်း489ကိုကျန်းဖို့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ပြီးစစ်အရာရှိကြီးများစုမှကျန်းဖို့ပါတီကိုကိုစားပြု၍ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တည်ဆက်ပေးမယ့်တရင်ကတော့အိုဖိုမျိုးနဲ့တွင်စစ်မှုထမ်းခြေလစဉ်ကောက်ခံပြီးငွေချင်းမပေးနိုင်သူများကိုစစ်တပ်ခေါ်၍ပေါ်တာဆွဲဖမ်းဆီးနေသောယာယီမှုမြင့်အောင်ပြစ်ခတ်ခံရပြီးတိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းအိုဖိုမျိုးနယ်မှာစစ်မှုထမ်းခြေလစဉ်ကောက်ခံပြီးငွေချင်းမပေးနိုင်သူများကိုစစ်တပ်ခေါ်၍ပေါ်တာဆွဲဖမ်းဆီးနေတဲ့ယာယီမှုမြင့်အောင်ပြစ်ခတ်ခံရပြီးတိတ်ဆုံးခဲ့ကြောင်းတာယာရီခိုင်တရင်383ညနေ့တက်ခွဲက Black Tiger ပျောက်ကြားတက်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ စက်တင်ဘာလ29ရက်နေ့မွန်လွဲ12:15မိနစ်ကံတွင်အုပ်ဖို့မြို့နယ်ရှမ်းကုန်းရွာရာယီမှုမြင့်အောင်ကိုတန်ရောက်ရိခိုင်တရင်383ရက်နေ့တက်ခွဲကဘလက်တိုင်ကပျောက်ကြားတက်ခွဲမှာတော်လန်ရေးရဲပေါ်များက၎င်းနေရင်တွင်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့သူပစ်ခတ်တိုက်ခိုက်မှုတွင်တော်လန်ရေးရဲပေါ်များကိုရာယီမှုမြင့်အောင်ကစစ်သားများထိမှတ်ပြီးမေးမြန်းကအိတ်ခံရန်လှုံ့ဆော်နေချိန်တနက်ဖြန်လေးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးရင်ဘတ်ကိုကြည်သုံးချက်ထိမှန်ကနေရာတွင်သိမ်းဆုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် တိမ်ဆုံးသွားသောယာယီမှုမြောင်သည့်စစ်မှုရန်ဟောင်းတို့ဖြစ်ပြီးအကျန်းဖက်စစ်တပ်၏အမကန်တောက်တိုင်တို့လည်းဖြစ်သောတို့ပြင်စစ်မှုတန်းကျေးဥဆိုကပြည်သူများထံမှငွေကြေးများအတင်းကျပ်ကောက်ခံခြင်းစစ်မှုတန်းကျေးမပေးသူများအောင်စစ်တပ်ခေါ်ကဖန်စီကိုင်းခြင်းလူငယ်များစစ်မှုထမ်းရဲ့အတင်းကျပ်စုဆောင်းခြင်းများလှုပ်ဆောင်နေသောကြောင့် ရခိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့ရဲဘော်တွေအိမ်ထဲဝင်သွားတော့စစ်သားတွေထင်ပြီးဆရာတို့ကပဲတက်စိတ်ကလည်းမေးတယ်ဆရာတို့လက်ဖက်ရည်ချမ်းတောက်ပါအောင်လက်ဖက်တုပ်အောင်ပဲပြောပြီးထားတဲ့အချိန်မှာတနက်နဲ့လေးချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါသုံးချက်ပဲကြီးထွက်ခဲ့လို့သုံးချက်လုံးထိမှန်ပြီးသိဆုံးခဲ့တယ်အဲ့ဒီအိမ်ထဲမိုင်းဝက်လောက်ပဲဝေးတဲ့နေရာမှာခမာယာ6ကစစ်သားတွေတက်ရှိတယ်စစ်သားတက်ရှိတော့ကျွန်တော်တို့ရဲဘော်တွေကိုစစ်သားလို့သူတို့ကထင်သွားတာဟုတိုင်းရီခိုင်တိုင်ရင်383ရက်နဲ့တက်ခွဲကဘလက်တိုင်ကပျောက်ကြားတက်ခွဲမှာတောင်း င်ရှိသူကပြောဆိုပါရယ်။တရားဝရီခန့်တရင်33များနဲ့တက်ခွဲကဘလက်တိုက်ကပြောက်ကြားတက်ခွဲအနေနဲ့ပြည်သူများနဲ့ဒေါ်လာရီတက်ခွဲများကိုဒုက္ခပေးနေကြသည်။အကျန်းဖက်ဆေးဥစုပြင်၎င်းတို့၏ထောက်တိုင်များကိုလည်းတိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့နေသွားလာနေထိုင်ခြင်းများမပြုလုပ်ကြရန်အသည့်ပေးပြောဆိုထားကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေကြီးရေနသာအခိတ်ကရဲနှူးမုံရီစေဝါရောင်းချမှုဖြင့်စစ်ဆေးခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဤအဝရီတိုင်းရေကြီးမျိုးနဲ့ငတိုင်းချောင်းကွာလမ်းပိုင်းကရေနသာစစ်စေးကိမ်းမှာတာဝန်ချနေတဲ့စစ်ကောင်စီလောက်ခန့်ရဲနှစ်ယောက်မူရစ်စီရောက်လာကြောင်းထိမ့်သိမ့်စစ်စေးခံနေရတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေကပြောပါရယ်စစ်စေးကိမ်းမှာတာဝန်ချနေတဲ့ရဲနှစ်ယောက်ရဲ့ကျောပိုးကြီးတွေကနေ WY မူရစ်စေဝါတွေအများပြားတွေ့ရှိလာကြောင်းတရင်ဖုံမရဖြစ်ပြီးနောက်စက်တင်ဘာလတတိယပတ်မှာစတင်စ စ်ဆေးနေတာလို့သိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စေယုစုကဒေါအောင်ဆန်းစုကြည်အားအချင်းချထားမှု NLD ပါတီဖြတ်သိမ်းရန်ကြိုးပမ်းမှုဟာအမုန်းတရားနဲ့လုပ်နေတာလို့ NUCC ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌတောအောင်ဆန်းစုကြည်အပါအဝင်အဖွဲ့ဝင်နဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအချင်းချတာအဖွဲ့ဖြတ်သိမ်းရန်ကြိုးပမ်းတာဟာအာဏာသိမ်းစစ်တပ်ရဲ့အမုန်းတရားတက်တက်လုပ်ရတွေသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကံကောင်စီ NUCC ကစက်တင်ဘာ29ရက်ကကြာရောက်တဲ့ NLD ပါတီတည်ထောင်တာ38နှစ်ပြည့်တဝန်လာမှာဖော်ပြထားပါတယ်။မနေ့ကကြာရောက်တဲ့ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အခမ်းအနားကိုအဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့တဝန်လာတွေကို NLD ကဒီကနေ့စက်တင်ဘာ 28ရက်မှာထုတ်ပြန်ဖော်ပြခဲ့တာပါ။ပါတီနှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ပါတီကောင်းဆောင်တွေနဲ့ရွေးကောက်ခံကိုယ်စားလှယ်များစွာဟာမတရားဖန်ဆီးခံရပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံနေရပါတယ်။ထောင်နေချီတဲ့ပါတီဝင်တွေဟာလည်းဖန်ဆီးထိမ့်သိမ်းခံရပြီးတချို့ဆိုရင်ထိမ့်သိမ်းခံရစဉ်တွင်မှပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်ပါတီအုံတွေချိတ်ပိတ်ခံရတာပါတီဝင်တွေရဲ့ပိုင်းဆိုင် ိုင်မှုတွေသိမ်းဆည်းခံရတာတွေဟာစေအုပ်စုရဲ့မတရားဖိနှိပ်မှုကိုကမ္ဘာတိသက်တည်ခံနေပါတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။